ားလုံးပဲမင်္ဂလာပါ။နောက်ယူစီ YouTube Channel လေးရဲ့နေအားလုံးပြန်လဲကြိုဆိုလိုက်ပါရစေ။အခုတခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စိုက်ဆက်အက္ခါဆော်ရေးသားထားတဲ့စုံဒီဥပဒါနဲ့ပုံဆိုင်ပင်အတွေ့လေးရဲ့စာစဉ်တစ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်ပါလေ။ Channel လေးကိုလည်း Subscribe နဲ့ဗီဒီယိုလေးကိုလက်မှတ်လေးနှိပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုပါရစေ။ကဲဒါဆိုဆက်လိုက်ကြဆိုဗျာ။ကျုပ်တို့အညာရဲ့ဒလေးတစ်ခုပြောပါဆိုရင်တော့ဘုံဆိုတဲ့စကားလည်းမပါမဖြစ်ပဲဗျ။ဘုံဆိုင်ဆိုလို့ကုခွတ်ကလေးတွေရက်ဆိုင်လိုထင်းကောင်းထင်းကြလိမ့်မယ်။ တကယ်တော့မဟုတ်ဘူးဗျဘုံဆိုတာများနဲ့တက်ဆိုင်တဲ့ယောက်ခေါ်တာဒီလိုဗျာကျုပ်တို့ညာဘက်မှာတော့မိဘဘိုးဘွားတွေတည်ဆုံပြီးသွားတယ်ဆိုလို့ရှိရင်ကြံရိတ်ခဲ့တဲ့အမွေတွေကိုအမွေခွဲလေးရှိကြတယ်အမွေခွဲတဲ့အခါမှာလည်းရရွာလူကြီးတယောက်ကတာဝန်ခံပြီးတော့အငင်းမြခွဲဝေပေးကြတာပေါ့ရွှေပြောင်းနိုင်တဲ့ပစ္စည်းမရွှေပြောင်းနိုင်တဲ့ပစ္စည်းအကုန်ပါတယ်ဗျအဲ့ဒီမှာရွှေပြောင်းမလွယ်တဲ့တစ်ပင်လိုဟာမျိုးကြတော့ဘုံဆိုင်ပင်ဆိုပြီးတော့သတ်မှတ်ပေးလိုက်ရတယ်ကြံခဲ့တဲ့သားသမီးတွေနဲ့ဆိုင်တဲ့အပင်တစ်ခုလိုပေါ့ဗျာဟော ပြောရင်းဆိုရင်လည်းမုံမလင်းတဲ့အတန်ဒီစူးစူးညံ့ညံ့ကြပြီဗျ။တယောက်နဲ့တယောက်ပြောဆိုအော်ဟစ်ဆိုဆဲနေတဲ့အတန်ဒီပေါ့ဗျာ။ကျုပ်လည်းအေးအာတော့မလို့သေးဘူးဗျ။မိုးအကုံဆောင်အခုဆိုတော့မနေ့ပိုင်းအေးအေးနဲ့သိတ်အေးလို့ကောင်းတော့ပေါ့ဗျာ။ဒါပေမဲ့အတန်ကြတော့လည်းမနေနိုင်ဘူးဗျ။ခြံအောင်နေရနေထွက်ပြီးအေးအာတော့မသိမ့်သေးဘဲနဲ့အင်းအောက်ကိုပြေးဆင်လာခဲ့ရတယ်။အင်းအောက်ရောက်တာနဲ့တောက်ရီဝါရေတစ်ခွက်ခတ်တောက်ပြီးတော့ပစိုးပြင်ဝတ်ပြီးအတန်ကြအောင်ထွက်လာခဲ့တာပဲ။ကျုပ်ကိုဆက်စုတယ်လို့မထင်သေးဗျ။ရွာမှာတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်အဖေကဝင်းမပါတတ်ဘူး။ အထူးသဖြင့်ရန်ဖြစ်တာမျိုးပေါ့ဗျာတကြီးရောက်လာတယ်ဆိုတော့မှဖြည့်ရှင်းရပိုးပြီးခတ်သွားရတာပဲဒါကြောင့်ရန်ဖြစ်တန်ကြားတယ်ဆိုရင်ကျုပ်ကပဲရှိတော်ပြီးထွက်ကြည့်ရတယ်တခါတလေတော့နှုတ်နှစ်ဖက်စိတ်ကြိုက်ဆဲဆိုပြီးရန်ပွဲကပြီးသွားတာပဲတခါတလေကြတော့လေယောက်ျားသားနှစ်ယောက်တချီတမောင်းထိုးကြတာပေါ့ဗျာပြီးတော့လေဆွေမျိုးသားချင်းဆိုတော့လူလေးလိမ့်ပီနေရဲ့သွားတွေဖြဲပြီးတော့ပခုံးဖက်ပြီးပြီးသွားရည်လေရှိတယ်အဲ့ဒါအောင်မှမကျင်တဲ့လို့တကြီးစီတိုင်းပဲတောင်းမယ်ဆိုမှသာအဖေကဝင်ပါတော့တာ လေမယားရံဖြစ်တာလောက်ကတော့သူ့လင်သူ့မယားမကျင်နဲ့လို့ထထချင်းတတ်ကြပါစီအဖေကဝင်မပါဘူးဗျဂျာတုံးကြမဝင်ကောင်းဘူးဆိုတာထင်ပါဗျတခါသားလေသူ့မယားလေမယားကြအဝင်ကောင်းလို့ကျုပ်ဒုက္ခရောက်တာလေကျုံတို့ဖောက်တယ်ချအောင်ပဲဗျရွာစုံကကိုကြွက်နေဆိုတာဘိုးအားပိုင်ထမ်းမင်းတွေကိုကို့ဘာသာကိုတက်ပြီးတော့ထရေတောက်တတ်တယ်လူပေါ့ဗျသူကထမ်းကိုစူးအဖြစ်တက်မစားဘူးဗျစိုက်ချိန်ပြိုးချိန်ဆိုရင်တော့လေဆိုင်ရာဆိုင်စားတယ်ဘာမှဆိုက်စရာမရှိတဲ့နွေရည်တို့ချိန်မှသာအိမ်ရှိမှထလက်တဲ့ထိုးပြီးတော့ထမ်းရေရောင်းစားတော့ပေါ့ ိုကြွက်နေရသွေးဆိုးတယ်ဗျတရက်တော့ထမ်းရင်မူပြီးမိမနဲ့စကားများပါရောဗျာစကားများပြီးတော့သူ့မိမကိုအိမ်မောကနေဆွဲချပြီးပါးရင်နားရိုက်တာပေါ့ထုံးစံအတိုင်းရွာတဲ့အတန်ကြပြီဆိုတာနဲ့ရှေ့တော်ပြေကျုပ်ကပြေးရတော့ပါပဲလူတွေကဝိုင်းအောင်နေတော့တာထမ်းမင်းအောင်မှာကိုကြွက်နေရသူ့မိမကိုရိုက်လိုက်နှက်လိုက်တရောင်နဲ့ထောင်းလိုက်နေပေါ့သူ့မိမလည်းမျက်နှာတွေညှိုးမဲ့ဆွဲနေပြီဒီချိန်မှာပဲကိုကြွက်နေကဘာမပြောညာမပြောနဲ့ဝင်းရင်တို့ဖြီးဆွဲတော့တာပါပဲရွာသားတွေကတော့អော်ကြတာပေါ့ဟဲ့កောင်ကြွက်နေလုံမယ်နော် ကျွတ်နေမင်းမင်းမသေးသွားမယ်အဲ့လိုអော်ကြတာဗောကိုကျွတ်နေရတော့ပြောနေတဲ့လူတွေဘာမှအေးမလုပ်ပါဘူးဗျာလူတွေကပါဇက်နဲ့អော်နေပေမဲ့တကယ်ရောက်သွားတာကြုတ်ဗျာကြုတ်လဲဒါတော့မိမအောင်နှိပ်ဆက်တဲ့လူကိုကြည့်မြင်တာနဲ့အနာမှာကြာနေတဲ့ထပလက်လို့ခေါ်တဲ့ထလက်ရိုးကောက်ပြီးတော့ကိုကျွတ်နေကိုဝင်ရိုက်တာပဲဗျာနှစ်ချက်လောက်ပဲရဲ့သေးတယ်ကိုကျွတ်နေဒီကမှောက်သွားပါရောထပလက်ကစူးရိပ်ပါတယ်ဆိုတော့ကိုကျွတ်နေကြောကုန်ကွဲပြီးတော့သူတွေလည်းထွက်လာတာပေါ့ဗျာဒီတော့သူ့မိမထိတ်လန့်တကြတဲ့သူ့ယောက်ျားကိုပြေးထူတယ်ဗျာ လာချောက်အောင်ရှင်းကျမယောက်ျားဒေဗီလားမသိဘူးကျုပ်ကဒေါသထွက်နေသေးတာအမခမရယောက်ျားကိုကျုပ်တာမတိုင်းခမရသေးတော့ဘူးဗျဘာကုမှသူ့ဘက်ကဝန်းနာနေရလဲကိုကျွတ်နေမိမကျုပ်ကိုလက်ညှိုးကောင်းအောင်ထိုးရင်ဟဲ့ဒါငါယောက်ျားပါဟဲ့ငါယောက်ျားကြောင့်ငါအသီးဆုံးပဲသူကငါ့ကိုဒီလောက်ချက်တာငါ့ကိုရိုက်သက်ပါမလားဟာခုနကဝင်းရင်တို့ပြေးကောက်တာမတွေ့ဘူးလားသူကဒီလိုပဲဟဲ့သွားပါပြီဟဲ့ နင်လောက်တာငါယောက်ျားတစ်ခုဖြစ်ကြည့်နင့်ကိုမျိုးတက်ပြီးတော့လူရိုက်မှုနဲ့ရဲတိုင်ပဲလက်ကောင်ချုပ်ဖြစ်မျက်လုံးကိုပြူးသွားတာပါဗျာကိုကျွဲ့နေမိမာတော့သူ့ယောက်ျားကိုဖက်ပြီးငိုလို့ပေါ့နောက်တော့အဖေကိုတိုင်ပါရောဗျာအဖေကကျုပ်ကိုဘဲနဲ့ရှိစာဆိုတော့မျက်နှာပေးနဲ့ကြည့်တယ်ညီယောက်ျားအေးဗျာလန်သွားတာလောက်ပါဟာဈေးစရာမှတ်ကြီးကဘာမှမဖြစ်ဘူးလို့ပြောတယ်မဟုတ်လားဒါပေမဲ့မကျေနပ်ဘူးတော့သူကကျမယောက်ျားဝင်ရိုက်သွားလို့အခုဒီစကမေးမရသေးဘူးမဟုတ်လားတခုတည်းဖြစ်ကြည့်နော်ကျမဒီတိုင်းတီးခတ်နေမှာမဟုတ်ဘူး ကျွန်မယောက်ျားကျွန်မတို့မိသားစုပင်မမက်လောက်ကင်ကျွနေတယ်သူတို့ခေါင်းကြီးပါရှင်ကိုကျွန်းနေရှင်ထားပါအောင်တော့အဖေကအကိုကြီးကိုကြည့်ပြီးတော့အကြီးကောင်အလက်ကောင်ထိတ်တုံးခတ်လိုက်ဗျာတကယ်လားအကိုကြီးကလည်းအဖေအမိန်ဆိုတော့ကျုပ်ကိုဖမ်းခေါ်ပြီးအိမ်ရောက်ကထိတ်တုံးနေပူတဲ့ကိုချတယ်ပြီးတော့ကျုပ်ချရောက်တွေကိုထည့်ပြီးခတ်လိုက်တာပေါ့ဗျာအဖေကကိုကျွန်းနေမိမကိုကြည့်ရင်စိတ်ချစမ်းပါအေးညီယောက်ျား တခုအဖေညီမပြောနဲ့ငါကိုယ်တိုင်ဒီကောင်ရဲလဲအံ့မှာပါသွားသွားပြန်တော့ ကိုကြွက်နီကိုလူတွေကထမ်းပို့ပြီးတော့အိမ်ကနေပြန်သွားတာပေါ့ဗျာလူတွေပြန်သွားတော့အဖေကကျုံတော့ရှောက်လိုက်အဖေကျုပ်ကိုပြန်လွတ်ပြီလေဗျာကျုပ်ဘာမှလို့လဲအေးမင်းမှားတာပေါ့ကွာသူမြလည်းမရကြဝင်ပြီးလက်ပါတယ်မင်းကမှားတာပေါ့မင်းကိုလွတ်မပေးဘူးကွာမတ်လောက်သားလောက်ဖြစ်တော့နေတပိုင်းလောက်နေဘူးခံခိုင်းအောင်မယ်အဖေကပြောပြီးလက်ထက်သွားပါရောဗျာဒါနဲ့ကျုပ်လည်းနေတပိုင်းလောက်နေဘူးခံလဲရတာပေါ့အဲ့ဒီကလေးကကျုပ်လည်းသူမြလည်းမရရန်ဖြစ်ုံမကလို့တက်ပဲတက်တက် ွာလူတွေလို့ဘေးရပဲထိုင်ကြည့်နေတော့တာပေါ့ဒီတကားစူညံတန်နေစီကိုကြောက်ရောက်သွားတော့ရံဖြစ်နေကြတာဗျဖြစ်တာတော့ညမချင်းရံဖြစ်ကြတာဗျရံဖြစ်ရင်လည်းသူတို့ယောက်ျားတွေသားသမီးတွေပါလာကြတော့ရံပွဲကမြိုင်သွားတာပေါ့ဗျာကျုပ်လည်းစောစောစီစီပွဲကြည့်ရဲဆိုပြီးကြည့်နေတာပေါ့နောက်ဆုံးတော့သူတို့အမေကြီးကထွက်လာတယ်ငါတယောက်လုံးရှိပါသေးတယ်ဟဲ့နင်တို့ငါမျက်နှာမထောက်ကြဘူးလားအကြီးမကသူ့အမေကိုလက်ညှိုးထိုးတယ်ဗျအဲ့ဒါအမေကြောင့် အမေကအဖေပိုင်နေလေတွေကိုမြမတို့လည်းမရောက်ပေးလို့ခိုင်းတော့တချိန်ကျရင်သူတို့ပိုင်ပိုင်ဆိုပြီးဆွဲသိမ်းတော့ဘယ်လိုလုပ်မလဲဒီမှာပဲရံပွဲဆက်ပြစ်ပါရောဗျာနောက်ဆုံးတော့အဖွားကြီးကတကြီးစီကိုခေါ်ရှင်းမယ်ဆိုတာနဲ့အိမ်ုံရောက်လာကြတယ်ပေါ့အဖေကသူတို့ကိုကြည့်ပြီးတော့ညီတို့တကယ်အမွေခွဲမလားခွဲမယ်ဒေါ်ဝါရောအမွေခွဲပေးတော့မလားခွဲပါမယ်တကြီးရေသူတို့ညီအမလေးနှစ်ယောက်တည်းရှိတာ အခုလုံအမွေကိစ္စနဲ့ရံဖြစ်နေတာနားချက်ဖို့ကောင်းပါလေရှင်ဟဲ့ မကြီးနဲ့မှန်ငယ်နင်တို့ငါခွဲပြီးတော့လိုက်နာမလားနှစ်ယောက်လုံးကလည်းခေါင်းညိနေပြဒါနဲ့အဖေကပိုင်ဆိုင်နဲ့လေတွေယာတွေနဲ့ခြံဝိုင်းကြီးတို့လည်းနှစ်ပိုင်းညီများခွဲပြီးလိုက်တာပေါ့ဗျာအဲ့ဒီမှာတင်ကိစ္စမပြီးသေးဘူးဗျခြံဝိုင်းထဲမှာကြံနေတဲ့မကြီးပင်တရက်ပင်တွေရှိသေးတယ်ဂျန်နဲ့မကြီးပင်လေးပင်နဲ့တရက်ပင်နှစ်ပင်တော့နင်တို့အဖေစိုက်သွားတာဖြစ်လို့နင်တို့သားမိတို့ရောဘုံဆိုင်နေဒီတော့ဒီပင်တွေအကုန်လုံးကဘုံဆိုင်ပင်ပဲအဖေဆုံးဖြတ်ချက်ကိုမကြီးနဲ့မငငယ်ကခေါင်းညိပြီးကျင်းလိုက်တာပေါ့ဗျာအားလုံးလည်းပြေလည်သွားပြီဆိုတော့ အမေကစီစိမ့်ထားတဲ့လက်ဖက်ပကံကိုကြက်သွင်ကြောနှမ်းလောက်လေးဖြူပြီးတော့အလဲမှာချပေးတယ်။ဒါကရွာတလိထုံးစံပေါ့ဗျာ။အမှုခင်ပြီးသွားရင်တပကံနဲ့ရဲ့လက်ဖက်ကိုနှစ်ဖက်စလုံးနှိုက်စားတယ်ဗျ။မကြီးကလည်းလက်ဖက်ပကံနဲ့ရဲ့လက်ဖက်ကိုလက်နဲ့နှိုက်စားတယ်။မန့်ငယ်ကလည်းတလုံးနှိုက်စားတယ်ပေါ့။ကဲပြီးပြီနော်။နင်တို့မကြီးလေးတာဒီမှာပဲပြီးပြီနော်။နောက်ဆိုရင်တိုက်ညီမတွေချစ်ချစ်ခင်ခင်နဲ့ပြန်နေကြ။အမွေနဲ့ပတ်သက်ပြီးမတည့်တာမကြားချင်ဘူးနော်။အခုမှရန်ဖြစ်ထားတာဆိုတော့တိတ်တော့မကြီးကြောက်ဘူးပေါ့ဗျာ။ ဒါပေမဲ့လက်ဖက်စားပြီးပြီဆိုတော့လေရှိသမျှဒေါသတွေအာဃာတတွေကိုခေါဝါချလိုက်တဲ့သဘောပါပဲပြီးတော့နှစ်ဦးနှစ်ဖက်စလုံးပြန်သွားကြတယ်နောက်ဆုံးတော့ဒေါဝါကြီးပဲကြံခဲ့တော့တယ်အဖေကဒေါဝါကြီးကိုကြည့်လိုက်ပြီးတော့ကဲဒေါဝါလက်ဖက်ဖို့သုံးချက်ကြမယ်ဗျာဒေါဝါကမျက်လုံးပြုတ်သွားပြီးတော့အောင်မလေးတကြီးရဲ့တကြီးအမွေခွဲပေးတဲ့ထမကျမကိုလည်းဘာမှပါလို့လဲကျမတော့ဒီလက်ဖက်ဖို့မပေးနိုင်ပါဘူးတော်ဝါတော့နေမောနေပြောပြီးတော့ထထသွားတယ်ဗျဒီတော့အဖေမှရံပွဲလဲရှင်းရ လက်ဖက်ဖိုးလဲဆုံးရှုံးတာပေါ့ဒါနဲ့ပဲနောက်ဆိုရင်စီကန်းတစ်ခုထုတ်လိုက်ရတယ်ပြဿနာဖြစ်ရင်လက်ဖက်ဖိုးနှစ်ဖက်ကမျှခမ်းမယ်လို့ပေါ့များသောအားဖြင့်စုံကနန်းဖြစ်တဲ့နှစ်ချက်လေးချက်လောက်ပဲကောက်တာပါမာကနန်သွားကောက်လိုက်ရင်ဟိုလူကပိုတယ်ဒီလူကပိုတယ်နဲ့ရံဖြစ်ကြလုံးလုံးပါဗျာမကြီးသီးပေါ်ပြီးတရေသီးပေါ်ပြီးဆိုရင်တော့အဲ့ဒီပုံစံပင်ကတရေသီးတွေမကြီးသီးတွေကိုခုဆိုကြရဲဗျပြီးရင်အဲ့ဒီအပင်အောင်မှာပဲဖြာချမ်းကြီးရခင်းပြီးတော့ပုံဆိုင်တဲ့လူတွေညီမျှခွဲဝေယူကြတာပဲတရေပင်တွေမကြီးပင်တွေကနှစ်ချို့ပင်တွေဆိုရင် တားစင်မြေဆက်ထိဘုံဝေစုရကြတယ်ဗျအမျိုးဆွေတွေဆိုရင်လည်းမပေးရလို့မရှိပါဘူးဗျဥပမာမကြီးတီကိုတင်ရတယ်ဆိုပါစို့ဗျတာသမီ၃ယောက်ဘုံဆိုင်နေဆိုလို့ရှိရင်တယောက်ကိုမကြီးတီ၃တင်ရတယ်အဲ့ဒီတာသမီမှာမြေ၃ယောက်ရှိတယ်ဆိုရင်မိဘကတရင်ယူပြီးတော့ဂျန်နဲ့နှစ်တင်ကိုတာသမီ၃ယောက်အတွက်၃ဝန်ပြန်ပြီးပွန်ရတယ်ဗျဒီလိုနဲ့ဟိုးမြေမြင့်ထိဝေဘုံကြောက်ဝေစုခွင်းမြေများတဲ့သူတွေဆိုအောက်ဆုံးမြေလောက်ကမကြီးတီလက်တဆုပ်လောက်နဘူး၃ဘူးလောက်ပဲရကြတော့တာဗျဒါပေမဲ့အထင်းတော့မသိနေဗျ တို့တို့ဆိုရင်ရွာထဲမှာမြို့များတာဟုတ်ဗျာပုံစံပင်နေရအသီးတွေဆုပ်ပြီးဆိုလို့ရှိရင်ဘုံဝေစုဆိုပြီးတော့ဟိုရင်ကမကြီးသေးတပြီးဒင်ရင်ကမကြီးသေးနှစ်ဘူးလောက်နဲ့ဘုံဝေစုတွေပေါင်းပြီးတော့မကြီးသေးတဲ့နှစ်တင်းလောက်ကတော့အသာလေးရတာဗျာဒါကလည်းအဖိုးကျေးဇူးတွေလို့ပြောရမှာပေါ့ဗျာတို့တို့ညာရဲ့ရိုးရဒလေးတစ်ခုလို့ပြောရမှာပေါ့ဗျာတခုဆိုရင်ဆွေမျိုးတွေအတွက်ရာတင်ရထိုက်တာကိုခွဲဝေပေးတတ်ကြတဲ့ဒလေးပေါ့ဘုံဝေစုကအများသောအားဖြင့်တွားတောင်ကြအောင်မလိုဘူးဗျဘုံဝေစုခွဲတဲ့လူကလည်းညီမျှမျှပဲခွဲပေးကြတာ ကိုယ်အတွက်ကောင်းတာကိုပို့ယူပြီးတော့သူများကိုကြတော့မကောင်းတာပဲပေးမယ်ဆိုတော့စိတ်တရားနေသေးတဲ့ခစ်ကိုဗျ။ဒါပေမဲ့လူတွေဆိုတော့ပြဿနာတွေစိတ်ယုတ်စိတ်ပုတ်တွေတော့ရှိကြတာပေါ့။အဲ့ဒီအခါပုံဆိုင်ပြင်ပြဿနာတွေတက်ကြတော့တာပဲဗျ။ဟိုလူကအရနေတယ်။ဒီလူကပို့ယူရဲလို့ပြောရင်းဆိုရင်ညင်းခေါ်ရင်းနဲ့ရန်နေဖြစ်ကြတာပေါ့ဗျ။ဒီလိုဖြစ်ရင်တော့ဘုံဆိုင်ပြေုံမိနဲ့ရှုတ်တက်ကြတယ်ဗျအပင်ကမီးလောင်ပြီးသေးပါရောဒါဆိုရင်အပင်ကသီးတာကြီးထွက်တာကြီးမဆတော့ဘူးဗျမဆားရလဲဘာမှမဖြစ်ဘူးရန်တရန်အေးတယ်ဆိုပြီးတော့မီးရှုတ်တက်ကြတာ ါပေမဲ့ဒီအဖြစ်ကလည်းတရွာလုံးနဲ့ရှင်းနေပါတယ်။များသောအားဖြင့်ကတော့အလကားရတဲ့အသီးပဲဆိုတော့တိုင်းနေမင်းမညှိနိုင်နဲ့လည်းပြီးသွားကြတာပါပဲ။တချို့မောင်နှမနေတဲ့လူကြီးကတော့တနေ့ကိုတယောက်စီအလှကြခူးဆိုကြတယ်။ဒါလည်းတမျိုးကောင်းနေဗျ။တယောက်တနေ့အကုန်သိရတာဆိုတော့ပြဿနာမများတော့ဘူးဗျာ။ပုံဆိုင်မင်းနေထဲမှာလူတိုင်းမလို့ချင်းဆုံးအပင်ကတော့ထမ်းမင်ပဲဗျ။ထမ်းမင်ဆိုတာလူတိုင်းတက်တက်ကြတာမှမဟုတ်တာ။ဒါပေမဲ့ထမ်းမင်တွေကိုတော့ထမ်းသမားတွေဝယ်ရောင်းလိုက်ကြပြီးတော့ရတဲ့ငွေကိုပြန်ခွဲယူကြတယ်။ ပုံဆိုင်ပင်နေပြီးတော့တူးဆိုင်ပင်ဆိုတာရှိသေးတယ်ဗျ။အဲ့ဒါတော့သားသမီးနဲ့ဘိုးဘွားတွေပိုင်နေအပင်မျိုးပေါ့ဗျာ။အဲ့ဒီပင်ကတူးဆိုင်ဆိုတော့တွားတော့မကူးလင်နေဗျ။ပြဿနာကြီးကြီးတက်တက်တယ်။ကျုပ်တို့ရွာမှာတူးဆိုင်ပင်အများဆုံးရှိတဲ့သူပြောပါဆိုရင်တော့ဥပဒါကြီးပဲဗျ။တရက်တော့ဥပဒါကျုပ်တို့အိမ်ကိုရောက်လာတယ်။မတန်နင်းသားကိုငါမကြီးသည်ဆွတ်ခိုင်းမှုခေါ်မလို့ဟာ။ငါမကြီးသည်ရရတဲ့တက်ဝက်ခွဲပေးပါမယ်။မိဖို့ကြောင့်ကိစ္စဆိုရင်တော့အဖေကအမေကိုလွှဲထားတာဟုတ်ဗျ။ တဝက်ကတော့များပါတယ်ရှင်သုံးပုံပုံတစ်ပုံလောက်ပဲပေးပါဒါနဲ့ဘယ်နဲ့အပင်သွားဆုံလို့လဲဖက်လိရွာဟောင်းငါတို့အိမ်နောက်ဖေးကပင်ပေါ့ဟာအမင်းမျက်နှာတစ်ချက်ပြက်သွားတယ်ဗျဖြစ်ပါမလားရှင်စိတ်ချပါနင်းသားကိုငါတာဝန်ယူရတယ်ဒါဖြင့်အငဲကောင်အမေတန်ကြတော့အငဲကောင်ဆင်းသွားတယ်ဖက်လိရွာဟောင်းမကြီးပင်ကိုနစ်တက်မလားဟာဗျာဖက်လိရွာဟောင်းဒါတော့တရေချောက်တော့ဥပါဒာငယ်ကောင်းချင်း မင်းရလေကွာနေကင်းကြောင်တော်ကြီးတွားမှာပါကွာအငယ်ကောင်ကတော့နေကင်းပဲဖြစ်ဖြစ်ညံ့နေဆောင်ပဲဖြစ်ဖြစ်အဲ့ဒီဘက်ကမတော်ဝင်တာတော့အမှန်ပဲဗျဒါနဲ့ပဲကျုပ်လည်းအိမ်မွေးနေဆင်းလာတာပေါ့ကျုပ်စုပေးမယ်ဗျဒီတော့မှအမေရလေခေါင်းကြီးနေဗျကျုပ်လည်းပစိုးစုပ်ကြီးပတ်ပြီးတင်းတောင်းကြီးထမ်းလို့ပေါ့ဗျဥပသာတော့တကြူလောက်ထားတဲ့ဝလုံးကြီးတစ်လုံးဆွဲလာပြီးတော့ကျုပ်တို့နေရောက်ရွာထဲကနေထွက်ခဲ့တာပေါ့ကိုးနိုင်လောက်ဆိုပေမဲ့နေကအတော်ပူနေပြီဗျကျုပ်ဖက်လက်ရွာဘက်ကိုလိုက်ခဲ့ရတယ်အကြောင်းရှိတာဟုတ် နေကင်းဆိုတော့လေရွာဟောင်းကြီးကငှက်အော်တန်လေးတွေနဲ့တတရရဝဲဗျဥပဒါရွာဟောင်းလမ်းတိုင်းလျှောက်လိုက်ရင်ဥပဒါဥပဒါရင်ကဘယ်ရင်လဲဆိုတော့မှတ်မိသေးရဲ့လားဟာတတလုံးကြီးပဲနေခဲ့တာပဲကွာမှတ်မိတာပေါ့ရွာဟောင်းကြီးမှာတချို့တည်ကြီးဝါကြီးတွေနဲ့စောက်ထားတဲ့အိမ်ဟာအိမ်နိုင်ကြီးတွေရဲ့ဂျန်တဲ့အိမ်တွေကြတော့ခြံဝိုင်းကွက်လိုနေရာလေးတွေပဲဂျန်နေတော့တာဗျလမ်းလျှောက်လိုက်ရင်တစ်ပင်တွေကိုလက်ညှိုးထိုးပြတယ်ဟောဟောအိုးရှိပင်ကငါ့မိစိုက်ခဲ့တာ ဒီဘက်ကမကြီးပင်သုံးပင်ရလဲသူဆိုက်ခဲ့တဲ့အပင်ပေါ့ကွာဒီလိုနဲ့လျှောက်လိုက်ရင်ခြံဝိုင်းတစ်ခုရှင်းတော့ရောက်လာတယ်ဗျခြံဝိုင်းထဲမှာတော့တိုင်ဟောင်းရာတွေဒူးလောက်ရှိတဲ့တစ်သားတိုင်တွေပဲကျန်တော့တယ်မြေပြင်ကလည်းမသိရင်မီးတင်ထားသလိုပြောင်းရှင်းလို့ဗျအဲ့ဒီခြံဝိုင်းရဲ့နောက်ဘက်မှာတော့မကြီးပင်တပင်ရှိတယ်သူလည်းနှစ်တွေကြာနေပြီဆိုတော့အပင်ကြီးကြီးအိုးအိုးဆန်းဆန်းကြီးပါဗျာဥပါဒာနဲ့အတူတူခြံဝိုင်းနဲ့ဖြတ်လျှောက်လိုက်ရင်ဥပါဒာကျုပ်ကိုအဲ့ဒီမကြီးပင်ကိုလက်ညှိုးထိုးပြတယ်ဗျဘလကောင်မင်းတက်လို့ရရဲ့လား ရပါလေဗျမကြီးခိုင်းဆိုတာမျိုးကတိတ်ခိုင်းတာမဟုတ်လားအသီးတွေကလည်းပြုတ်ခဲနေရပဲဗျကျုပ်ထင်တော့သုံးတင်းလောက်တော့အသားလေးရမယ်ထင်တယ်တော်ပါပြီကွာငါတယောက်တည်းစားမှာကွာတခွဲလောက်ဆိုရင်တစ်နှစ်ပတ်လောက်စားပါလိမ့်ကွယ်ကျုပ်လည်းတင့်မင်တက်ဖို့ပြင်တာပေါ့ဒါနဲ့ဥပဒါဒီရင်ကဥပဒါငငယ်ရနေခဲ့တယ်အိမ်လားဥပဒါမကြီးမအောင်မထိုင်ရင်ကိုရင်လေးဖွင့်တယ်ဗျဒါပေါ့ကွာဒီမှာငါနဲ့ငါအမေနဲ့ငါ9နှစ်10နှစ်အရွယ်လောက်ထိနေခဲ့တာပေါ့ကွာ ဗျာဒါဆိုအဲ့ဒါပြီးရောဘယ်သွားနေကြရလဲဦးဝါသာတစ်ချက်တွေ့သွားတယ်ဗျနောက်တော့သူ့အိမ်ခြံဝန်းကြီးကိုငေးကြည့်နေတယ်ခြံဝန်းကလည်းခြုံမင်းမျက်ပင်နေတော့မရှိဘဲနဲ့ဂုံးဟောင်းဟောင်းကြီးပါဗျာကျုပ်ကလည်းသူထူးခြားသွားပြီဆိုတော့သိလိုက်တာနဲ့ဦးဝါသာနဲ့ကျုပ်နဲ့ခင်လာကြလာပြီဦးဝါသာအမိเจ้าကိုတစ်ခါမှပြောမှပြဘူးနော်ဗျာအခုအားရနည်းနည်းလောက်ပြောပြစမ်းပါဗျာကျုပ်လည်းမကြီးသေးဆိုရင်ပြင်းပြင်းနဲ့နားထောင်ရတာပေါ့ကျုပ်ပြောလိုက်တော့ဥပဒါခေါင်းညိန်သွားတယ်ဗျာ ဒီချိန်မှာပဲပဝန်းကျန်တောင်းအောင်နဲ့လေတိုက်တယ်ဆိုလိုမျိုးဖြစ်လာပါရောဗျာမီးလောင်နေတဲ့နေရာတိုင်ငုတ်တူကြီးကတဖြည်းဖြည်းမြေကြီးကနေရှေ့ထွက်လာတာဗျပြီးတော့အိမ်တိုင်ကြီးဖြစ်သွားပြီးတော့ဒရန်နေခေါမိုးတွေလည်းပေါ်လာတယ်ကျုပ်ပြင်ကြည့်နေအတော်အံ့ဩနေတာပေါ့နောက်တော့မှကျုပ်မျက်စိရှိမှပဲအိမ်တလုံးဖြစ်သွားပါရောဗျာဥပဒါဥပဒါကျုံနားမှာထိုင်နေတဲ့ဥပဒါလည်းပျောက်သွားတယ်ဗျကျုပ်ဘေးဘီကိုကြည့်လိုက်တော့ရွာကြီးတရားထဲမှာရောက်နေတာပြုတ်ပြီးတော့အိမ်ရှိနာငိုတန်ကြရတယ်ဒါနဲ့ကျုပ်လည်းအိမ်ရှိကိုပြေးသွားလိုက်တာပေါ့ အင်ရှိချန်စီယိုတကားကိုတွန့်ခွင်ပြီးတော့အပြင်ကိုထွက်လိုက်တော့ရွာလေလမ်းမကြီးကဖြူလိုပြအဲ့ဒီရွာလေလမ်းမကြီးပေါ်မှာကောင်းလေးနှစ်ယောက်ရှိတယ်ကောင်းလေးတစ်ယောက်ကတော့ရောင်ပီဆူးလေးနဲ့မတ်တရက်လိုပြနောက်ကကောင်းလေးတစ်ယောက်ကတော့ကဒုံးလေးပါမြေမှာခူခူလေးလဲကြနေပြီးတော့ငိုရိုနေတယ်အဲ့ဒီချိန်မှာပဲကျုပ်ထွက်ခဲ့တဲ့ချောင်းဝိုင်းကြီးကနေမိမိတစ်ယောက်ထွက်လာတယ်ဗျအသက်ကတော့35 40လောက်ရှိမယ်ထင်တယ်ပိန်ပိန်ပါပါအသားကတော့ခပ်ဖြူဖြူပဲဗျဇဒုံကြီးကလည်းကြီးပဲပြုတ်အဲ့ဒီမိမကြီးကငိုနေတဲ့ကောင်းလေးနောက်တိုးကပ်သွားတယ်ဟဲ့ နင့်ကိုဘသူလှုပ်လိုက်တာလဲကောင်လေးကငိုပဲငိုနေတာဗျဒါနဲ့မိမရအဲ့ဒီကောင်လေးနားမှာမတ်တရံနေတဲ့ရောင်ပေစုနဲ့ကောင်လေးကိုမျက်ဆောင်ထုတ်ပြီးကြည့်တယ်နင်ငါတော့လှုပ်လိုက်တယ်လားငါအောင်ရောင်ပေစုနဲ့ကောင်လေးကခေါင်းခါပြတယ်ဒီတော့အဲ့ဒီမိမကြီးကငါအောင်ဆိုတဲ့ကောင်လေးကိုလက်ညှိုးနဲ့ထိုးလိုက်တော့အဲ့ဒီကောင်လေးကသူ့ပိုက်ကိုသူလက်နဲ့ဖိပြီးတော့မြေပြင်မှာလူးလိမ့်ပြီးငိုနေတော့ပါပဲဗျာမှတ်ထားငါသားကိုငိုအောင်လို့ရင်နင်တို့အဲ့ထဲဆေးစားမကငိုရလိမ့်မယ် ။ငောင်ဆိုတဲ့ကောင်လေးရဲ့ဘိုက်ကအထက်ကိုခွက်ဝင်နေတာဗျာ။ကြော်ရိုးနဲ့ဘိုက်သားနဲ့ကတ်နေပြီလားလို့ထင်ရတယ်။ငောင်လည်းငိုတာတဲတံပါပဲဗျာ။ဒီတော့မှကတုံးတဲ့ကောင်လေးကငိုရက်ပြီးတော့"သူ့ကိုမလုပ်ပါနဲ့မေ။သူလုပ်တာမဟုတ်ပါဘူး။သူ့နဲ့သားနဲ့ဆုံနေတားပါတာတာချော်လဲပြီးတော့နားလုံးငိုတာပါ"မင်းပြောတာတကယ်လားတာဆန်။ကောင်လေးကခေါင်းငိမ့်နေဗျ။ဒီချိန်မှာပဲရွာရဲကမိမ့်မိုက်ကြီးပြေးလာကြတယ်။ငုံနေတဲ့ငောင်အောင်လေးကိုတွေးပြီးတော့တော်တော်လန့်သွားကြတာ။အဲ့ဒီထဲကခောက်ဝဝနဲ့မိမ့်မိုက်ကြီးက ြေပြင်မှာဒူးတုတ်ထိုင်ချပြီးတော့လက်အုပ်ချီလိုက်တယ်ဗျပြီးတော့အသားဖြူဖြူနဲ့မတ်တရရဲ့နဲ့မိမရီကိုကိုုံကိုကတော့တာပါပဲဗျတုတ်သားလေးကိုမလုပ်ပါနဲ့မပြင်းရဲ့ကျုပ်ရှင်ကြီးခိုးပါတယ်မှားတာရှင်လဲခွက်လုံပေးပါလှုပ်ချင်ရင်လဲကျုပ်ကသာလှုပ်ပါတော့ဒါဆိုကျုပ်မြင်နေရတာဒေါ်ပြင်းကြီးပေါ့ဟိုကငိုနေတဲ့ကလေးကတာဆန်ဆိုတော့ဦးဝတိုင်းငငယ်တော့ပေါ့ဗျာဒေါ်ပြင်းကြီးကဒီတော့မှတစ်ဖက်ကိုလှည့်သွားပြီးတော့လက်ဖြောက်တစ်ချက်တီးလိုက်တယ်ပြီးတော့ခြံဝိုင်းလေးကိုလှမ်းဝင်သွားရင်ဟဲ့တာဆန်လိုက်လာခဲ့လေ အဲ့ဒီလိုပြောပြီးဝင်သွားတော့ကတုံးနဲ့ကောင်းလေးကခြံဝိုင်းလေးကိုပြေးဝင်သွားတာပါပဲဒါပေမဲ့ခြံဝိုင်းလေးကိုမရောက်ခင်ခြံတကားကိုကင်ပြီးတော့ရက်ကြည့်နေတယ်မြေပြင်မှာလူးလိန်နေတဲ့ငအောင်ကဒီတော့မှငိုတိတ်တယ်ဗျာဘိုက်ကလည်းပုံမှန်တိုင်းဖြစ်သွားတာသူ့အမေကငအောင်ဆွဲထုတ်ပြီးတော့မြေကြီးကိုဒရွေးနဲ့ထွေးပြီးဖဏောင်းနဲ့သုံးချက်လောက်ပေါက်လိုက်တယ်ပြီးတော့ငအောင်ရဲ့နေရွက်ကိုလိန်ဆွဲတယ်နေုံကဘာမှထားလဲငအောင်တာဇန်နဲ့အပေါင်းနဲ့မလုပ်ပါနဲ့လို့ငါပြောမထားဘူးလားငအောင်ကတော့ဘာမှမပြောဘဲငိုနေတယ်ဗျနင်ချက်ချက်သူ့နဲ့ဆော့ နောက်ဆိုနင့်ကိုသူ့အမေကတင်အောင်လှုပ်လိမ့်မယ်။လာသန်းငေါအောင်ရဲ့မေကငေါအောင်ရဲ့နားကိုဆွဲပြီးတော့ထွက်သွားကြတာပါပဲဗျာ။ဂျန်နဲ့မိန်းမကြီးတွေကလည်းတာဆန့်ကိုကြည့်ပြီးတော့မဲ့ရွယ်ပြီးထွက်သွားကြတော့တာပဲ။ကျုပ်လည်းဒီတော့မှချောင်းဝိုင်းထဲကိုဝင်လာခဲ့တယ်။ဒေါ်ပြင်းကအိမ်ရှိကွပ်ပြေပေါ်မှာပြောင်မှုဖက်စလိကြီးကိုအုံမကွက်ခံပြီးတော့ဖွာနေတယ်ဗျာ။တာဆန်ကတော့သူ့အမေနာမှာငုတ်တုတ်တွားထိုင်တာပေါ့။အမေဟာအမေဒီလိုမျိုးတစ်ခုဆိုရင်ပညာထုတ်တုံတော့ဒါတော့မကြိုက်ပါဘူး။ဒေါ်ပြင်းကဆက်လိန်ငွေကိုမှုတ်ထုတ်လိုက်ပြီးတော့ အောင်မကောင်လေးအသက်ကငငယ်ရှိတယ်မအေဘူးမကြိုက်ဘူးတွေပါလေပြောနေပြီပေါ့အမေဒီလိုအမြဲလုံနေလို့အခုသားဟုတ်ဆိုရင်ရွာထဲမှာဘယ်သူမှမခေါ်ကြတော့ဘူးဘယ်သူမှမစော့ကြတော့ဘူးဗျဟဲ့သားစံတို့တို့မခေါ်လဲမစော့နဲ့ပေါ့နေ့ကနေစော့ပါလားအမေရလေဘာတီးလို့လဲကြီးသားရိုက်တန်းတို့ဂုံကြီးခင်းတာတို့စိန်ပြင်းတန်းတို့ကတယောက်တည်းစော့လို့ရတာမှမဟုတ်တာအမေကတဲဒီကောင်လေးတော့ငါခောက်လိုက်ရင်နားတော့မယ်တော်ပြင်းကပြောပြောဆိုဆိုနဲ့သားစံအကောင်လန့်ခေါက်လိုက်တော့ ။ဒါဇန်ကနင်းထိုင်နဲ့ဘေးနားကိုတပေတော့ဆွေးခင်းနဲ့ရွေ့သွားတာဗျ။ဒီအချိန်မှာပဲအိမ်မော်တက်တဲ့လေကနေအဖွားကြီးတယောက်ဆင်းလာတယ်။အသားကလည်းခက်ပြူပြူဗျ။သမီးရင်ချိုင်းနဲ့ဇပင်လည်းဖားလာချလို့ဗျ။ဟဲ့မိပြင်းနင်ငါးမျိုးဘာမှကိုထိလေရောလှုပ်เสียမလို့။ဒီတော့ကိုပြင်းမှာထိုင်နေတဲ့ဒါဇန်ကလေကားကိုပြေးထည့်သွားရင်လေကားထိတ်မှထိုင်နေတဲ့မိမကြီးကိုဖက်လိုက်တယ်။ဖော်ဖော်ကြီးပြောစမ်းငါမျိုးဘာဖြစ်လို့အမေအဆူရလဲ တားဆော့ကျင်နေတားကစားကျင်နေဒါပေမဲ့ရွာတွေကဘယ်သူနဲ့မှတားနေမဆော့ကြဘူးတားနေမကစားကြဘူးဩငါမြည့်ဆော့ဖို့မရှိတာလားဒါမြဖောက်ဖောက်ပြောဖို့မြည့်အဖေကြီးခြံထောက်တဲ့နေရာကိုကြည့်ပြီးတော့လက်ခုပ်တီးပြလိုက်တော့ခြံထောက်သစ်ပင်ကြီးကတချေချင်းနဲ့လှုပ်သွားပြီးတော့မဲမဲကောင်ကြီးသုံးကောင်ဆင်းချလာတာဗျလူတော့လူပုံစံပဲဗျဒါပေမဲ့ကြောက်စရာကြီးတွေပါဗျအနာကဖြတ်သွားတော့ကြုတ်ဖြစ်လန့်သွားပြီးအနောက်ဆုတ်မိလိုက်သေးတယ် အဲ့ဒီကောင်ကြီးသုံးကောင်ကလေကားမှာတော့ရက်တယ်။ဟဲ့နင်တို့ပုံစံနေရလေကလေးကြောက်စရာပုံစံနေခဲ့ပြောင်းသန်းနင်တို့ခွက်တွေကိုနင်တို့ပြောင်းကြ။အဖာကြီးပြောလိုက်တော့မှမဲမဲကောင်ကြီးသုံးကောင်ကချက်ချင်းပုတ်သွားပြီးတော့ကလေးပုံစံလေးတွေဖြစ်သွားတာဗျ။အဝတ်စားမပါပဲခါးမှာလမ်းမကွတ်တီးပတ်ထားတဲ့ပုံလေးတွေပေါ့ဗျာ။ပူပူဝါဝါနဲ့မသိရင်ဖိုးဝါရုံနဲ့တောင်တူးကြသေးတယ်။အရွယ်ရတော့၅နှစ်၆နှစ်ဝန်းကျင်လောက်ပဲနေမှာပါ။သားဆန်ကအဲ့ဒီကလေးကိုကြည့်တော့အဲ့ဒီကလေးတွေကပုံစံမျိုးမျိုးနဲ့ပြောင်ပြတယ်ပြီးတော့ဂျုံးတွေပါတွေထိုးပြတယ်ဗျ ဟောဘယ်သူတို့ကဘယ်သူတွေလဲအဲ့ဒါငါမိရဲ့ဖိုးဖိုးတွေပေါ့ကွယ်ဖိုးဖိုးတွေကလည်းကလေးလေးတွေလားအေးဗောငါမိရဲ့ကဲဒီနေ့ကစပြီးငါမိနဲ့ဘယ်သူမှမစွတ်လို့အားငယ်မနေနဲ့တော့ဟောဟိုကဖိုးဖိုးသုံးအောင်လဲသွားစော်ကြီးဒါဇန်လေကားပေါ်ဆင်းသွားပြီးတော့ပစိုးတထေကိုဘူးလုံးချီပြီးတော့အဲ့ဒီတရေသုံးကောင်လက်ရိုက်တော့တာပါပဲဟိုတရေလေးတွေကလည်းပြေးလိုက်တာမှလှစ်ခနေလှစ်ခနေပဲဗျလေကားပေါ်ထိုင်နေရဖွားကြီးကလှမ်းကြည့်ပြီးတော့ဟဲ့ကောင်နေကလေးနေဆိုတော့နင်းဘဘအလျှော့ပြေးလိုက်ကြပါတော့လား ငါမပြောချင်ဘူးနော်ဒီတော့မှတရေလေးတွေရက်ပြီလေဗျတာဇန်တရေလေးကိုလက်ရိုက်ပြီးတော့ပြောနေပါရောနောက်တော့တရေလေးတကောင်မြင်းလို့လှုပ်ပြီတာဇန်တက်စီလိုက်တော့တချံလုံးမြင်းလို့ပတ်ပြေးပါရောဗျာဒီတော့လေကားမှထိုင်နေတဲ့ဖွားကြီးကတော့ဘင်းကိုကြည့်ရင်မိပြင်းနင်းလဲဒေါသလေးပါလေရှော့နော်ငါမျိုးထင်းနင်းလဲနာမည်မတ်အောင်မဲအမေအမြန်သမီးကိုလာပြီးစိန်ခေါ်နေသေးတယ်မကြီးနဲ့အမေနဲ့သမီးနဲ့ဘယ်သူပညာပိုထက်တယ်လဲဆိုတာပြိုင်မလား အဖေရမျက်နှာတစ်ချက်ပြတ်သွားပြီနင်ကငါမွေးထားတယ်ငါသမီးပါဒီတော့နင့်မှာငါပြောတဲ့စကားကိုနားထောင်မယ်တာဝန်ရှိတယ်အဲ့ဒီခါဒေါ်ပင်းကရေးတယ်ဗျမေပြင်းတို့ကတော့ကိုမန်နဲ့ထင်တာကိုလုံးမယ်မိပါတော့ပါတော့နားလည်နေမှာမဟုတ်ဘူးအဖေရကဘာမှပြန်မပြောတော့ဘဲနဲ့အိမ်မုံတက်သွားတော့တယ်ဗျကြုတ်ကြည့်နေရင်ခံမမန်ဖြစ်နေတဲ့ပဝန်းကြီးကနေရောင်နေလင်းလာတယ်ဗျဒေါ်ပင်းလည်းပျောက်သွားသလိုအိမ်ကြီးတစ်ခုလုံးလည်းရုပ်ချစ်ပျောက်ကွယ်သွားပြီးတော့ ခြံဝိုင်းလွတ်ကြည့်တာကြံနေခဲ့တော့တာဗျကျုပ်လည်းကြည့်လိုက်တော့ဥပါဒတရားကိုမကြည့်ပြီးအောင်မှာကလေးတယောက်လုံးငုတ်တို့လီထိုင်လို့ဗျကျုပ်လည်းသူ့နောက်ကပ်ခဲ့တာပေါ့ဥပါဒပြောဥပါဒကျုပ်ခေါ်တာကိုမကြားဘဲနဲ့တခုကိုတွေးနေတဲ့ပုံပဲဗျဒါနဲ့ကျုပ်လည်းမကြည့်ပြမဟုတ်တက်မဲ့ပြင်းတစ်ပင်ကိုလက်အုပ်ချီပြီးခွင်းနှောင်းလိုက်တယ်ပြီးတော့တစ်ပင်ကိုတက်မဲ့အလုံးမှာနေဦးလကောင်မင်းတက်เสียမလို့တော့ဘာဗျဒါဆိုမကြည့်တည်မစွတ်တော့ဘူးလားဥပါဒမတ်တက်ရက်လိုက်ပြီးတော့ အရင်တော့တော့ဘိုးဘိုးတွေဆွတ်ပေးတာပဲကွာဥပါဒာမကြီးပြင်ရဲ့ပင်စီကိုလက်နဲ့ပုတ်ပြီးတော့အပင်မုံမော့ကြည့်တယ်ဘိုးဘိုးတို့ရေထုံးစံတိုင်းမကြီးတင်းလောက်ဆွတ်ပေးစမ်းပါဒီလိုអော်လိုက်တော့မကြီးပြင်အောက်မှာကြုတ်ချထားတဲ့တင်းတောင်ကြီးတွေကိုမကြီးသီးတွေတဖြည်းဖြည်းနဲ့ပြုတ်ကြတာပါပဲဗျာကြာလာတဲ့မကြီးသီးတွေကလည်းကောင်းမေညွတ်မေဆိုတဲ့အသီးတွေဗျာကျုပ်တို့ဆိုရင်တော့ကိုမီတဲ့နေရာလောက်ကရှိသည်မြတ်အသီးအကုန်ဆွတ်တာပဲမဟုတ်လားအဲ့ဒီထဲမှာပို့ထိုးထားတဲ့အသီးတို့ နေလောင်ပြီးခြောက်နေအသီးတို့လည်းပါတာပေါ့အခုကတော့ဒီလိုမဟုတ်ပါဘူးဗျာအသီးတွေကလည်းတကယ်ကိုကောင်းနေဆိုတဲ့အသီးတွေကြီးပဲဥပါဒါတော့ပြုံးနေတစ်ပင်မောင်မော့ကြည့်နေတယ်တစ်ပင်ကြီးကတပြက်ပြက်လှုပ်လို့ဗျာတည်င်းဆိုတဲ့အတိုင်းပဲတင်းတောင်ကြီးမောက်ရှံသွားတော့ရက်တန်သွားတော့တယ်ဗျာကျုပ်လည်းတင်းတောင်ပေါ်မှာပစိုးလွှမ်းပြီးတော့တောင်ကြီးကိုထမ်းလိုက်တာပေါ့ပြီးတော့ဥပါဒါကြီးနဲ့အတူတူအဲ့ဒီချမ်းဝိုင်းထဲကနေထွက်လာခဲ့ကြတယ်အပြန်လန့်တော့ဥပါဒါစကားတစ်ခုမှမပြောဘူးဗျာကျုပ်လည်းမေးမနေတော့ပါဘူးရွာဝင်နောက်ရောက်တော့မှဥပါဒါကျုပ်ဘက်ကိုလှည့်ပြီးတော့ အလက်ကောင်မင်းပြောတာများဟုတ်နေပြီလားမသိဘူးကွာဘာလဲဗျအဆမရှိဆုံးမရှိနေဘာလို့ဟုတ်တာလဲငါ့အမေလည်းဆုံးငါလည်းဆုံးဆိုတာလေကွာကျုပ်လည်းဘာမှပြန်မပြောတော့ဘဲနဲ့ပြုံးပြီးတော့ပဲကြည့်နေလိုက်တယ်ဗျဒီတိုင်းဆိုကျုပ်ထင်တာမှန်နေပါပြီဗျဥပါဒာသူ့မိနဲ့ပတ်သက်တိုင်းပြန်တွေးမြင်တခုခုတော့ပြန်တိလာတယ်ပုံပဲဗျဒါနဲ့ကျုပ်တို့လည်းရွာထဲဝင်လာခဲ့တာပေါ့ဗျာပုံဆိုင်ပင်ထဲမှာအကြီးကျယ်ဆုံးပြဿနာတက်ဆုံးပုံဆိုင်မျိုးပြောပါဆိုရင်တော့ရွာလည်းရမကြီးပင်ကြီးပဲပေါ့ဗျာ မကြီးပင်တက်တန်းကနှစ်ပေါင်းဘလောက်ရှိလဲဆိုတာဘယ်သူမှမသိဘူးတချို့ကတော့နှစ်ပေါင်း200ရှိပြီ300ရှိပြီလို့မှန်းကြတယ်ဖက်လေရွာနေကတ်ဆိုးကြလို့ဇီကုံးရွာကိုပြောင်းလာကြရဒီပင်ကြီးကရှိနေတာဟုတ်ဗျဒီတော့ရွာလူကြီးဖြစ်တဲ့အဖိုးကဒီပင်ကရွာသားတွေအားလုံးနဲ့ဆိုင်တဲ့ဘုံဆိုင်မင်းလို့ပြောလို့တရွာလုံးနဲ့ဆိုင်တဲ့အပင်ဖြစ်သွားပါရောလားမကြီးပင်ဆိုပေမဲ့လည်းတပင်နဲ့မှုတ်ဘူးဗျတုံးမြတန်းလိုက်ကြီးပေါက်နေတာဗျမကြီးပင်ကအသက်ကြီးသွားပြီဆိုပြီးအထင်မသေးနဲ့ဗျဒီဟာခဲကတော့လှုပ်ကောင်းတာဗျ ဲ့ဒီမကြီးပင်ကြီးကမကြီးဒီကိုဆုတ်ပြီးဆိုရင်တော့ပြဿနာတစ်ခုပေါ်ပြီပေါ့မကြီးဒီကိုဘုံခွဲတဲ့ကိစ္စပေါ့ဗျာအဖေတွေလည်းစိန်ခုံမှုတစ်ခုလို့ကြုတ်ကွာတထင်းနေတော်ရလုံးနဲ့ဆိုင်တာဆိုတော့တော်ရလုံးရမှာဖြစ်တော်မှာပေါ့ဗျာလူတွေဆိုတော့လည်းအလကားတော့ရကျင်တာအဲ့ဒီမှာဝေမတက်လို့ကတော့ဟိုလူကိုမျက်နှာလိုက်တယ်ဒီလူကိုမျက်နှာလိုက်တယ်နဲ့မကြီးဒီလေးလက်တဆုပ်လောက်နဲ့ရန်နေဆောင်ကုန်ကြတာပေါ့ဗျာဟိုတနေ့ကလည်းအဖေခွဲဝေပေးတာမမြောက်ဆိုပြီးတော့ပြဿနာကြီးတက်ထားဘူးလေဗျနောက်ဆုံးအဖေကဒီလောက်ဖြစ်လာတာဆိုပြီးမကြီးဒီလေးအကုန်လုံးရွာအောင်ကျောင်းဆရာတော်လှူထည့်လိုက်တော့မှ ပြဿနာတရင်အေးသွားလေဗျဇရာတော့လှူတယ်ဆိုတော့လေဘသူကပြောရတော့မှလဲဗျရွာဦးချောင်းကပ်ပြီးရဲ့ရတော့မကြီးသေးသေးစားအလုံးလို့တွားရီကျင်းပြီးဘာလုံးလို့ဖင်နေလဲကျင်းနေတာပဲတဲ့ဗျဒီနှစ်လေလူတွေကတော်တော်ကိုမျောလင့်ထားတယ်ဗျအဖေကရွာဦးချောင်းလှူမှဆိုးလို့တောင်မလှူဘဲဝိုင်းပျော်နေကြသေးတာတကြီးဆိုတော့ခေါင်းဆောင်လို့လည်းမကောင်းဘူးဗျာအဖေကတော့အဲ့ဒီကိစ္စကိုဓာတ်တော်ဝေးလို့တင်းစားပြီးခေါ်ရဲဗျာအဖေကလည်းမကြီးသေးခွဲတော်မြာဘာလို့ဓာတ်တော်ဝေးလို့ပြောတာလဲဗျာဟာ ဘုရားရှင်ပရိနိဗ္ဗာန်ဆံပြီးကျွင်းကြံတဲ့ဓာတ်တော်တွေကိုလိုချင်ကြလို့တိုင်းပြည်ရှိခူကဘီရင်တွေကစစ်ရင်ကခင်းပြီးတော့စစ်ဖြစ်ဖို့လာတယ်မဟုတ်လားအဲ့ဒီမှာဒေါနာပုံနိုင်ရညီမြခွဲပေးလိုက်လို့စစ်မဖြစ်တော့ဘဲနဲ့အေးချမ်းချမ်းပြီးတော့ကြတယ်လေအခုလေအဲ့ဒီမကြီးသုံးမင်ကိစ္စဒီလိုပဲကွာငါဖြင့်ဒေါနာပုံနိုင်ရသချင်းသူ့ကိုပဲခွဲဝေခိုင်းလိုက်ချင်တယ်ကွာဒီမကြီးကြီးတော့နဲ့ရက်သေးရွာထဲမှာရံမဖြစ်ချင်တော့ဘူးကွာဒီလိုနဲ့အဖေကြောက်တဲ့နေ့ကိုရောက်လာပါရောဗျာ မကြီးတုံးမရအသီးတို့ခုဆိုပြီးတော့အပင်အောက်မှာဖျားချင်းခင်းပြီးပုံထားကြတာပေါ့ရွာလူတွေကလည်းအဖေဘလို့ခွဲမလဲဆိုတာသိကျင်လာတဲ့တကြောင်ပညာဆန်းနေတာလေတကြောင်နဲ့ရောက်နေကြတာပေါ့ဗျာခွဲတောင်မခွဲရသေးဘူးမကြီးတီဘလောက်ရှိတယ်လဲဆိုပြီးရေတွက်နေရတဲ့တင်ပြဿနာထဖြစ်ကြပါရောဒီလိုစူးစူးညံ့ညံ့ဖြစ်နေတော့ဥပဒေရရောက်ချလာတယ်ဗျပြီးတော့အဖေကိုကြည့်ပြီးတကြီးကျုပ်အညီမြခွဲပေးရမလားအဖေကလည်းအကူညီရမလားဆိုပြီးခေါင်းညီလိုက်တာပေါ့ဗျာ အဲ့ဒီမှာဥပဒါမကြီးသေးပုံတော့မှရက်ပြီးတော့ပြည်တော်တလုံးကောက်ယူလိုက်တယ်ဗျကဲကဲကဲတရွာလုံးကလူတွေတိမ်ရင်တယောက်လာကြစမ်းတိမ်ရင်တပီရမယ်ဟေ့ရွာလူတွေကတော့ဖြစ်နိုင်မလားဆိုပြီးတွေးကုန်တာပေါ့ဗျာဒါနဲ့လူတွေသူ့ထက်ငါလူရဲ့တန်းစီကြတယ်ဗျတိမ်ရင်တပီတောင်ရမှာဆိုတော့နောက်ကြလို့ကုံသွားမှာစိုးတာ哦ဥပဒါလည်းမကြီးသေးပုံကြီးလေးကိုပြည်တော်နဲ့ခက်ခက်ပြီးထည့်ပေးတယ်လူတွေကလည်းတိမ်ရင်တပီယူပြီးပြန်ကြတာပေါ့ဗျာအချို့များဆိုရင်ဥပဒါကင်ထားတဲ့ပြည်တော်မပြည့်မှာဆိုလို့ဆိုပြီးတော့ သူတို့ပြည်တော်တွေကိုပြန်ထည့်ချင်ကြသည်တည်းဗျပြန်ချိန်ကြီးတော့လဲကွက်တီပဲပေါ့ဒီလိုနဲ့တင်းယုံတပီဝေလာလိုက်တာနောက်ဆုံးတပီပဲကြမ်းတော့တယ်ဗျအိမ်ပေါက်စီလူတွေလည်းဆောင်းအောင်ရသွားတော့အန်ဟောစရာကြီးပါဗျာဒါနဲ့ကျုပ်လည်းကြမ်းတဲ့တပီကိုလက်ညှိုးထိုးလိုက်တယ်ဥပဒါဒီတပီရောဘသူ့အတွက်လဲဗျဟေ့ကောင်ဒီတပီကတရွာလုံးနဲ့ဆိုင်နေလေကွာဒီတော့ကြမ်းတဲ့တပီကငါ့အတွက်ပေါ့ကွာဥပဒါမကြီးသေးဝေကလေးကမလောက်မငှဖြစ်ရင်အချိန်မှရင်နဲတာပိုတာဖြစ်ရင်ဆိုပြီးတော့ ေးကနေရန်တွေးကိုဝိုင်းကြည့်နေလူတွေလည်းအကောင်လုံးတက်ပြင်းချပြီးပြန်သွားကြလေရဗျာဒီကြတာမှဖျားချမ်းကြီးပေါ်မှာမကြီးသည့်တရောက်တော့မကြံ့ခဲ့ဘူးဗျအဖေလည်းအဲ့ဒီတော့မှတက်ပြင်းချနိုင်တော့တာပဲဒေါ်ပါသေးရဒေါနာပုံတိုင်းနဲ့တွေ့လို့အဖေရဲ့လူတို့တို့လေးရေရွတ်လိုက်တာကိုကြုတ်ကြားမိအောင်ကြားလိုက်သေးတယ်ဗျာကျုပ်ကတော့စဉ်းစားမိတယ်ဗျတိန်တောင်တပီဆိုတာမနေဘူးဗျဒီတော့ဒီမကြီးသေးတွေကပဲပွာလာလာလားဥပဒါပဲပြည်တောင်းအောင်တစ်ခုနဲ့လှုပ်ထားလားဆိုတာကျုပ်တော့မတွေ့တတ်တော့ပါဘူးဗျာ သူကတော့ဥပါဒာယီပညာနဲ့လှုပ်လိုက်တယ်လို့ပဲမှတ်တယ်။ဒီလိုနဲ့ဒီနေ့တခါကြုံရတဲ့ပုံဝေစုခွဲတဲ့ပုံစံမျိုးကိစ္စကြီးလည်းပြီးသွားတော့တာပေါ့ဗျာ။အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ခါဆိုရေးသားထားတဲ့ဆုံးထည်ဥပါဒာနဲ့ပုံစံပဲအတွေ့လေးရဲ့စာစဉ်တစ်ပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူစာနီးပဲဖြစ်ပါတယ်။